တည့်ချောင်းမျိုးနဲ့စော်ဖျားမိုးရွှေကိုကြောက်လေးကားရွာတွေကအရက်သားငွေ50လောက်ဆာနာရှိတက်ကမိရှုပရစီဒဲလူဒေတာခန့်ချိုကပြောပါတယ်။အော်တိုဘာလ9ရက်နေ့မှာမိုးရွှေကိုရွာကနေ19လုံးနဲ့စော်ဖျားရွာနဲ့ကြောက်လေးကားရွာမှာနေ30လောက်မိရှုခံရရတာလို့စစ်ဘေးဆောင်ဒေတာခန့်အမျိုးသမီးတမှုကပြောပါတယ်။ဆရာနာရှင်တက်စေချောင်းဟာစော်ဖျားမိုးရွှေကိုကြောက်လေကာ ကင်းစိတ်စားတဲ့ရွာတွေကဒိသခံတို့ရဲ့ cycle အစီ20လောက်နဲ့ထွာလာကြီးကားတစီစပိဘေးတွဲ cycle အပါဝင်အီတန်ပရိပေါ်ကပစ္စည်းတွေကိုလည်းတင်းယူသွားတယ်လို့ဆိုပါတယ်။ဩဂလတုံကလည်းနေတွင်မိရှုဖြစ်စီခံရရတဲ့ပြင် အခုအော်တိုဘာလာထမှာလေးထပ်ပြီးမိရှုခံရရတာပါ။ ဆရာနာရှင်တဆစ်ကြောင်းဟာတရနှစ်ကွာရွာတတာဆစ်စီခင်းနေရွှေကူတောင်တတာဆစ်စီခင်းအနီဝန်ကျွန်ကဂျီဝါတဆေချိုလာနေချီချာဆစ်ကြောင်းထုံးနေပါတယ် စစ်ကြောင်းထိုးနေချိန်ကာလအတွင်းအရသားတွေကိုလူသားတိုင်းတပွဲဖမ်းဆီးပြီးလမ်းပြလိုခိုင်းတာသူတို့ရဲ့ပစ္စည်းတွေကိုတက်ခိုင်းပြီးပေါ်တာဆွဲတာအမျိုးသမီးတွေကိုထမင်းဟင်ချက်ခိုင်းတာအရသားနေကပစ္စည်းတွေကိုတည်ယူပြီးနေတွေကိုမိရှို့တာအရသားတို့ကိုတပ်ဖြတ်တာတွေလုံဆောင်ခဲ့တဲ့လို့တော်လိုင်းတပ်ဖွဲ့ဝင်တို့ကပြောပါတယ် ဒါပြင်အုတ်တူရွာကအသက်90ကျော်အရွယ်မတန်ဆွမ်းအဖွားတူကိုလေအဲ့ဒီစစ်တောင်းကမတည်ကျင်ခဲ့ပါသေးတယ်